ပဝန်းကျင်မှာရှိနေတဲ့အရာတစ်ခုတင်းရှောင်းလို့လည်းမလွတ်တဲ့အရာတစ်ခုအချို့တင်မြင်နိုင်ဘူးမထီတွေ့နိုင်ဘူးဒါမှမဟုတ်အာယုခံကြည့်လို့တောင်မှမရနိုင်ဘူးဘယ်ဝဲသွားသွားတင်းပဝန်းကျင်မှာရှိနေတဲ့အရာပေါ့ဒါပေမဲ့အဲ့ဒီဟာကိုနေ့စဉ်နိုင်တိုင်းမှာအားထားတုံ့ပြုနေရပြန်တယ်အဲ့ဒီဟာတော့မရှိရင်တင်းတိနေတဲ့ကဘာကြီးလဲရှိမနေတော့ဘူး အဲ့ဒါကပါလေ Electro magnetic လို့ခေါ်တဲ့ acid တလတ်တိုင်းပဲဖြစ်ပါတယ်။လုံတိုင်းလျားတူတော့တဲ့ gamma rays တွေ x-ray တွေ UV ကခဲလိုရောင်ကြီးတွေပစ္စည်းနဲ့မြင်နိုင်တဲ့လင်းလိုင်းတွေလိုင်းရှည်အနီးရောက်ရောင်ကြီးတွေ microwave တွေကနေပြီးတော့အတိုင်းလျားရှည်လျားတဲ့ radio line တွေထိပါဝင်ပါတယ်။ဒီ line ကဒီနေ့သတင်းချက်လက်ကဘာမှာမရှိမဖြစ်အရေးပါတဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။တင်းရဲ့ကား radio တဲ့ TV remote control test message ပို့တာလေ microwave ပြီးဖို့အဲ့ဒီရလေပြီးတော့ဓာတ်မှန်ရိုက်တဲ့ set ထိအားလုံးကလက်စတန်လိုင်းအုပ်စုတွေကလိုင်းတွေကိုအသုံးပြုနေရပါတယ် electromagnetic wave EM wave ဆိုတာပင်လယ်လိုင်းတွေနဲ့တူပါတယ်တစ်ခုလုံးကတော့အစွမ်းရည်လိုင်းတွေဖြစ်ပါတယ် EM wave တွေကိုလက်စဆောင်တဲ့အမုံတွေတုံ့ခါပြီးဖြစ်ပေါ်လာတာပါသူတို့မှာလက်စရဲ့ဂုံတက်တွေရော တန်လိုက်ရဲ့ဂုံတက်တိရောပါရှိနေပါတယ်။ဒါပေမဲ့ပေလယ်ရီလိုင်းတွေနဲ့မတူတာက EM waves တွေကအာကာသလေယာဉ်တွေကိုအလင်းအမြန်နှုန်းတစ်ခုနဲ့ဖြတ်တန်းသွားလာနိုင်ပါတယ်။ပေလယ်ရီလိုင်းတွေလိုပဲ EM wave တွေမှာလည်း crest လို့ခေါ်တဲ့လိုင်းထိပ်နဲ့ trough လို့ခေါ်တဲ့လိုင်းအခြေတို့ရှိပါတယ်။ crest တစ်ခုကြားအကွာဝေးကိုလိုင်းအလျား wave plan လို့ခေါ်ပါတယ်။ချို EM လိုင်းတွေဟာလိုင်းအလျားအလွန်ရှည်လျားတဲ့အတွက် မီတာနဲ့တိုင်းတာလို့ရပါတယ်။ချိန်ထဲမှာပဲအများစုကတော့လိုင်းအလျားအလွန်တိုးတဲ့အတွက်တမီတာရဲ့ဘီလီယံပုံတစ်ပုံအတိုင်းတာဖြစ်တဲ့နာနိုမီတာယူနစ်နဲ့မှတိုင်းတာလို့ရပါတယ်။အမှတ်တစ်ခုကိုတစ်စက္ကန့်အတွင်းမှာဖြတ်သွားတဲ့လိုင်းထိပ်အခြေအတွက်ကို frequency လို့ခေါ်ပါတယ်။သူ့ရဲ့ unit ကတော့ hertz ဖြစ်ပါတယ်။လိုင်းအလျားရှိတဲ့ EM wave တွေဖြစ်တဲ့ radio wave တွေဟာ frequency အနည်းဆုံးဖြစ်ကြပါတယ်။ ူတို့ကစွန့်ရင်လည်းနည်းနည်းပဲတည်ဆောင်နိုင်ပါတယ်။စွန့်ရင်များလာလေလေလှရဲ့ frequency တိုးလာလေလေပါ။နောက်ပြီးတိုင်းလျားကလည်းပိုတိုလာပါတယ်။ EM line တွေထဲမှာ gamma ray တွေကတော့တိုင်းလျားဒိုဆုံးနဲ့စွန့်ရင်အမြင့်ဆုံး line တွေဖြစ်ပါတယ်။ဒီနည်းအားဖြင့် frequency အမြင့်ဆုံး line တွေဖြစ်ပါတယ်။တင် TV ထိုင်းကြည့်နေစမှာ TV မျက်နှာပြင်ကထွက်လာတဲ့မြင်နိုင်တဲ့အလင်း line တွေပဲရှိနေတာမဟုတ်ပါဘူး။နီးနားကတန်လျော်ကထုတ်လွှင့်နေတဲ့ radio line တွေ ဆယ်ဖုန်းလိုင်းတွေကဆက်သွယ်မှုကိုတည်ဆောင်လာတဲ့လိုင်းတွေတစ်အိနီဂျီရဲ့ wifi ထုတ်လွှင့်နေတဲ့လိုင်းတွေခြာလီနာ ဖြတ်သွားတဲ့ကားက GPS ဆက်ကတွေထုတ်လွှင့်နေတဲ့လိုင်းတွေလည်းရှိနေပါတယ်ဒီလိုင်းမျိုးစုံကတည့်ရဲ့ပတ်ဝန်းကျင်မှာကစင်ကလျားနဲ့ကိုပဲဖြတ်တန်းဝင်ရောက်နေပါတယ်ဒီလိုလိုင်းမျိုးစုံဝင်ရောက်နေပေမဲ့လည်းတစ် TV ကိုဆက်ကြည့်လို့တော့ရနေတာပါပဲဘာဖြစ်လို့လဲဒါကတော့ ရေဒီယိုစတေးရှင်တစ်ခုကိုချိန်ပြီးတော့ live ဖမ်းတယ်လို့ပဲကျွန်တော်တို့မျက်လုံးတွေက EN Spectra ရဲ့တိတံအပိုင်းတစ်ခုပဲမြင်ရအောင်တိစောက်ထားလို့ပါ లై လျာ400နာနိုမီတာကနေပြီးတော့900နာနိုမီတာထဲမှာရှိတဲ့မြင်နိုင်တဲ့အလင်းလိုင်းတွေရဲ့စွမ်းအင်တွေကိုပဲကျွန်တော်တို့ကအာရုံခံနိုင်တဲ့သဘောပေါ့အရာဝတ္ထုတွေမှာအယောင်ဖြစ်ပေါ်နေရခြင်းကတော့သူတို့ရဲ့ molecule တွေနဲ့ EN ဝိတွေကြားအပြန်လန်တက်ရောက်မှုကြောင့်ဖြစ်ရတာပါ မြေနယ်နဲ့အလေးလိုင်းတွေကအချို့ဟာအလင်းပြတ်ထွက်လာချိန်မှာအချို့ကတော့ဆုပ်ယူခံရတဲ့အတွက်အလေးမပြောင်းနိုင်တော့ပါဘူးဒီတွေ့ရလေးကဆေးရောင်မြေနယ်ရတော့အီးရဝိစိနဲ့သူ့ရဲ့ chlorophyll molecule တွေကြပြန်လည်တက်ရောက်တုတ်ပြန်မှုကြောင့်ဖြစ်ရတာပါလိုင်းလျား492နာနိုမီတာကနေ989နာနိုမီတာအတွင်းရှိတဲ့လိုင်းတွေဟာအလေးပြတ်ထွက်လာတဲ့အခါကျွန်တော်တို့မျက်လုံးကဒီတွေ့ရကိုဆေးရောင်လို့မြင်တာပါမျက်လုံးကအဆင်းလို့မြင်ပေမဲ့တွေ့ရကနေပြီးတော့ ် ultraviolet microwave နဲ့ infrared wave တွေကိုဘယ်လိုတုံ့ပြန်လဲဆိုတာတော့ကျွန်တော်တို့မသိနိုင်ပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်ကိုပုံမှန်နားလည်ဖို့သိပ္ပံပညာရှင်တွေနဲ့ engineer တွေကဒီကျွန်တော်တို့မြင်နိုင်တဲ့အလင်း line တွေပဲကွက်ကွက်လေးတွေအပြင်ဘက်မှာရှိတဲ့ line တွေကိုမြင်ဖို့နီလန်းတွေတီထွန်ကြံစားခဲ့ကြပါတယ်သိပ္ပံပညာရှင်တွေက line များမျိုးစုံတုံးပြီးတော့အအောဘွေကကဘာဘွေကဖြစ်စဉ်မျိုးစုံကိုလေ့လာကြပါတယ်ရှားသူပြောင်းလဲမှုတွေကနေပြီးတော့ တက်ရှင်နေတိုင်းရာဝင်းကျင်လေးများသည့်လေ့လာကြပါတယ်ကျွန်တော်တို့ဝင်းကျင်မှာရှိသမျှအရာတိုင်းကသူ့ရဲ့ဖွဲ့စည်းပုံပေါ်မှာတည်ပြီးတော့ electromagnetic radiation တွေကိုမတူညီတဲ့ထုတ်လွှတ်မှုရောင်ပြန်မှုစုပ်ယူမှုတွေပြုလုပ်ကြပါတယ်ဒီလိုတုံ့ပြန်မှုတွေကိုဖော်ပြတဲ့ graph ကို spectral signature ရောင်စင်ပုံစံဒါမှမဟုတ်ရောင်စင်လက်မှတ်လို့ခေါ်နိုင်ပါတယ်ဒါမှမဟုတ်လဲရောင်စင်လက်ပွေလို့ခေါ်နိုင်ပါတယ်ဒီလိုလက်ပွေနဲ့အလားတူတဲ့ လှိုင်းနေတဲ့ထေရှားတဲ့ပုံစံတွေကိုသုံးပြီးတော့နက္ခတ္တပညာရှင်တွေကအာကာသထဲကအရောက်ထုတွေရဲ့ဓာတုဖွဲ့စည်းပုံကိုထောက်လန်းဖို့နဲ့တိတ်သီးစနဲ့အပူချိန်လိုယူပဗေဒဂုဏ်သတ်တွေကိုတိုက်တာကြပါတယ်။ NASA ရဲ့ Spitzer အာကာသမှန်ပြောင်းရနေပြီးတော့အလင်းနဲ့တုံးတသမနှစ်ဘီလီယံအကွာက Galaxy တစ်ခုမှာရှိတဲ့ရေနဲ့တက်ရှိ molecule တွေကိုဒီလိုနည်းနဲ့ထောက်လန်းရရှိခဲ့ပါတယ်။အလားတူပဲ Soho ဂျိုဒူးကနေပြီးတော့ လင်းလျာလိုင်းမျိုးစုံကိုတုံးပြီးတော့နေရဲ့မျက်နှာပြင်ပေါ်ကအကွက်တွေနဲ့အာကာသယာဉ်တွေအာကာသယာဉ်မှုတွေဆက်သွယ်ပစ္စည်းတွေကိုထိခိုက်စေတဲ့နေမီတောက်တွေကြားဆက်သွယ်မှုတွေကိုလေ့လာခဲ့ပါတယ်။အမျိုးမျိုးသော EL line တွေမှာပါဝင်တဲ့ထူးခြားတဲ့အာသာချက်များကိုသုံးချပြီးကျွန်တော်တို့ရဲ့ကမ္ဘာနဲ့ဆက်ကြဝဠာအကြောင်းကိုပုံမိုသိရှိဖို့စိမပြတ်လေ့လာရရှိပါတယ်။